ဒီနေ့မှာတော့အမှုပိတ်တင်ပြီးတော့9နှစ်ကြာမှနောက်တစ်ချိန်ပြန်ပြီးတော့အမှုမှပေါ်ပေါက်ခဲ့တဲ့ Stacy Feynman ရဲ့လူတတ်မှုအကြောင်းကိုပြပြမှာဖြစ်ပါတယ်။ Stacy Feynman ကဒမ်မာမြို့မှာနေတဲ့ကလေးနှစ်ယောက်အမေမိခင်တူပါ။သူကလူချင်းလူခင်နဲ့များတယ်၊ချစ်စရာလည်းကောင်းတယ်။ဒါပေမဲ့သူ့ရဲ့ယောက်ျားဖြစ်တဲ့ Robert Feynman ကသူ့ကိုအင်ဂျင်အကျဉ်းဖတ်မှုတွေကိုလုပ်လို့ရှိရတယ်။2015ခုနှစ်မတ်လ10ရက်နေ့မှာ စတေစီဖဲမန်စီကိုဖုန်းခေါ်တစ်ခုဝင်လာခဲ့တယ်။အဲဒါက Robert Feynman ရဲ့နောက်ထပ်ရှိတာတယောက်ပါ။ Robert Feynman ရဲ့သူနယ်က online application တစ်ခုမှာတွေ့ပြီးတော့ရေးသားရဖြစ်ခဲ့တယ်။ပြီးတော့ Robert Feynman ကသူနယ်စတေစီက question ပြီးပြီးလို့လည်းအဲ့ကောင်မလေးကိုလိမ်နေထားတယ်။ဒါပေမဲ့အဲ့ကောင်မလေးကသူ့ရဲ့စုံစမ်းမှုတွေအရာစတေစီနဲ့မကွာရှင်းရတဲ့အကြောင်းကိုပြန်ပြီးတော့တီးခဲ့တာမလို့ဒီ Robert Feynman ရဲ့ဖောက်ပြန်တဲ့အကြောင်းကို စတေးစီကိုလှမ်းပြီးတော့တတိပေးခဲ့တာအဲ့ဒါကိုတည်သွားတဲ့စတေးစီကချက်ချင်းပဲရောဘတ်ဖဲမန်ကိုကွာရှင်းဖို့ဆုံးဖြတ်ခဲ့တယ်ပြီးတော့သူ့ကိုလည်းဒီနေ့ကစပြီးတော့ရောဘတ်ဖဲမန်နဲ့သူနဲ့ကလုံးဝမသက်ဆိုင်တော့ဘူးလို့ပြောပြီးတော့ဖုန်းချသွားခဲ့တယ်ပေါ့နော်ဒီလိုနဲ့အဲ့ဒီနေ့နေ့လယ်ခင်းရောဘတ်ဖဲမန်ကအိမ်ကို ပြန်လာတဲ့အခါမှာစတေးစီကရေချိုးခန်းထဲမှာတည်ဆုံးနေရလို့ရဲတွေကိုလှမ်းပြီးတော့အကြောင်းကြားတယ် ရဲရဲရောက်လာတဲ့အခါမှာစတေစီရဲ့ဒီလေဘင်းတဝိုင်မှာဒဏ်ရာတွေကိုတွေ့ခဲ့တယ်ရောဘတ်ဖဲမန်ကတော့ရဲတွေမလာခင်သူ့ရဲ့ဇနီးကို CPR လုပ်ပေးလို့ဖြစ်ခဲ့တဲ့ဒဏ်ရာတွေလို့ပဲထောင်းချက်ပေးခဲ့တယ်ပြီးတော့ဒီစတေစီဖဲမန်ကငကိုကလေးကကျမ်းမာရေးမကောင်းဘူးပြီးတော့သူကမိုးရစေရေလည်းတုံးတာမလို့သူမရှိခင်မှာစတေစီဖဲမန်ကမိုးရစေတုံးရင်းနဲ့ ရေချိုးကန်းထဲမှာချော်လဲတယ်လို့ရဲတွေကဝန်ခံခဲ့တယ်။စတေစီရဲ့အလောင်းကိုရဲတွေကစစ်ဆေးလိုက်တဲ့အခါမှာဒီခနာကိုပေါ်မှာအချက်30လောက်ရိုင်းနှက်ခံထားရကိုတွေ့ရှိခဲ့ရတယ်။ဒါပေမဲ့ရောဘတ်ဖင်မန်ကအဲ့ဒါဟာဒီရဲတွေမလာခင်တော့ကစတေစီကိုအသက်ပြန်ရှင်လာအောင်လို့ CPR လုပ်ခဲ့လို့ဖြောင်းချက်ပေးခဲ့တယ်။အဲအကြောင်းမျိုးရဲတွေကစတေစီရဲ့တိစုံမှုကိုတဘာဝအတိုင်းတိစုံခဲ့ရလို့တတ်မှတ်လိုက်ကြတယ် ဒါပေမဲ့တန်တရားဖြစ်ပေါ်ကောင်းတာက Robert Feynman က Stacy Feynman ရဲ့ဒီအသက်အာမခံကြီးဖြစ်တဲ့ဒေါ်လာ9သိန်းခွဲကိုဘယ်မှမသိအောင်လို့ကိုးပြီးရထုတ်ခဲ့တယ်။ဒီအကြောင်းကိုသိလိုက်ရတဲ့ Stacy Feynman ရဲ့အမဆူဇန်ကဒီတည်ဆုံးမှုက Robert Feynman ကြောင့်တည်ဆုံးခဲ့ရဆိုတာကိုသူကအခိုင်အမာယုံကြည်နေခဲ့တယ်။ ဲ့အကြောင်မလို့တရားရုံးကတရားဝင်ကင်းထုတ်ခင်ပေးခဲ့ပေမဲ့သူ့ကိုယ်တိုင်ဒီအမှုမှန်ကိုပေါ်ထုတ်ဖို့အတွက်ကြိုးစားခဲ့တယ်။ဒီလိုနဲ့ခုနှစ်နှစ်အကြာမှာစူဇန်ကဒေါက်တာစမတ်လို့ခေါ်တဲ့မှုကင်းဆိုင်ရာအသက်ရှူလမ်းကြောင်းဆရာဝန်တရားနဲ့တွေ့ပြီးတော့တွေ့ဆုံခဲ့တယ်။ဒေါက်တာစမတ်ကစူဇန်ရဲ့ပြောစကားတွေအရာစတေးစီရဲ့ဒီတိဆုံးမှုကိုပြန်ပြီးတော့သူ့ကိုယ်တိုင်စစ်ဆေးကြည့်ခဲ့တယ်။အဲ့လိုမျိုးစစ်ဆေးတဲ့အခါမှာစတေးစီပေါ်မှာရှိတဲ့ဒီ ဒဏ်ရာတွေကစီဗီယာလုပ်ခဲ့လို့ဖြစ်ပေါ်ခဲ့တဲ့ဒဏ်ရာတွေမဟုတ်ဘူးဆိုတာကိုသူကသိလိုက်ရတယ်။ဒီဒဏ်ရာတွေကစတေစီမသေးဆုံးခင်မှာလူတယောက်ကစတေစီသေဆုံးဖို့အတွက်အတင်းအကျပ်လည်းပဲညှစ်ခဲ့ရဆိုတာကိုသူကသူကဖော်ထုတ်ခဲ့တယ်။အဲ့ဒါပြည်ပုံမှန်တန်းနေအရာစတေစီကမသေးဆုံးခင်တော့ကအဲ့ဒီအဝယ်စားရဲ့အပြည့်အစုံရှိနေသေးတာမလို့ရောဘတ်ပြောရဲ့ရေချိုးနေရင်းနဲ့သိဆုံးခဲ့ရဆိုတာကလုံးဝမဖြစ်နိုင်ကြောင်းကိုပြန်ပြီးတော့ထုတ်ဖော်ခဲ့တယ် လို့နဲ့ Stacy ရဲ့တည်ဆုံမှုကပြန်ပြီးတော့အသက်ဝင်လာခဲ့တယ်။ Robert Feynman ကိုလည်း Stacy ရဲ့အမှုပြန်လဲဖော်ထုတ်နေစဉ်မှာလိမ့်လည်မှုကြောင့်ထောင်ဒဏ်ချမှတ်ခဲ့တယ်။နောက်လေးလကြာတဲ့အခါမှာတရားရုံးက Robert ကို Stacy ရဲ့တည်ဆုံမှုအတွက်ထောင်ဒဏ်တသက်တကျုံးကိုချမှတ်ခဲ့တယ်။ဒီလိုနဲ့ဆူဇန်ကသူ့ရဲ့ညီမဖြစ်သူစတေးစီရဲ့တည်ဆုံမှုအတွက် အမှန်တရားကို ခုနှစ်နှစ်ကြာတဲ့အခါမှာပြန်ပြီးတော့ဖော်ထုတ်နိုင်ခဲ့တယ်